ဒါကျွန်တော်ရဲ့ခံစားချက်ကတော့ဒုတိယလူမှကြံခဲ့တာမဟုတ်ပါဘူးပထမလူလည်းကြံချင်းကြံတာပါပဲလို့အဲ့ဒါကိုတွေ့လားဆိုကိုတွေ့နေပါဘောနော်ကြည့်ပြရကစားဘူးကတော့ အဲဇာတိကပြောပြောရရင်တော့ spoil ဖြစ်မှာဆိုလို့ပြောရဒါပေမဲ့ပြောရရင် happy ending မှာဒါပေမဲ့ happy ending ကိုငိုပြီးထွက်လာရတယ်ပေါ့နော်ငိုပြီးထွက်လာရတယ်ဇာကလေးကအရန်ထူးကြပါတယ်ဘာဖြစ်လို့ဆိုတော့မဟာကဟိုတင်မိတ်ဆက်နေကြတင်ဆက်နေကြဟိုဇာကားတွေလို့မဟုတ်ဖဲနဲ့တကယ်အိုက်ဟို item တွေအပြင်းစားတွေနဲ့အလောင်းတွေအကျွမ်းတွေမဟုတ်ဖဲနဲ့ဒီကလေးကငိမ့်ငိမ့်လေးနဲ့ပေါ့နော်ပရိသတ်ကိုဆွဲခေါ်သွားမယ်ဒီလိုငိမ့်ငိမ့်လေးနဲ့ romance ကိုမှ ခံစားပြီးကြည်ကျင်တဲ့ပရိသတ်တွေကတော့အရန်ကိုအကြိုက်နဲ့တက်မဲ့ဇာကားလေးပါပြီးတဲ့ခါကျတော့လူငယ်ပေါ့နော်လူငယ်ပရိသတ်တကယ်လူငယ်တွေဈာမဖြစ်ပြတ်နေတဲ့အချစ်ဇလံရိုးရိုးလေးကိုပဲဒါဒီလိုဇလံမျိုးတွေကကျွန်တော်တို့အပြင်မှာတွေ့နေကြမြင်နေကြဇလံလေးဒါမဲ့အဲ့ဒါကိုယုတ်တိရှိရှိပေါ့နော် realism ဆန်ဆန်နဲ့တကယ်တော့တဘာဝကြကြလေးရိုက်ထားတဲ့ဇာကားလေးကိုထူးခြားစွာမြင်ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကြည်တင်ပါတယ်ပေါ့ အများကြီးပဲပြောရရင်တော့ဇက်ကားဆောက်ဖွင့်နေအိုက်ခောက်ဆွဲဆိုင်ကျွန်တော်စားဘူးလဲဆိုင်ပြင်းနေအရန်လဲကောင်းတယ်လက်ရကောင်းတယ်ဆိုင်ပြင်းနေတယ်တော့အိုက်ဆိုင်လေးကိုမူတည်ပြီးတော့ဇလန်းတဲထားပုံလေးရဟိုဇက်ကောင်နည်းနည်းလေးပဲဒီဇက်ပါဝင်တဲ့ဇက်ကောင်လေးကနည်းနည်းလေးဒါပေမဲ့ပါဝင်တဲ့နေရာမှာကြာရနေရာကိုပေါ့နော်ဘယ်သူမှလစ်ဟမှုလည်းမရှိပဲနဲ့เนาะဟိုဇက်ကောင်တေးသေးလေးပါတဲ့နေရာအစပေါ့နော်ဟိုအမဆိုလဲအမနေရာနောက်ပြီးတော့ရီးစားဆိုလဲရီးစားနေရာနောက်ပြီးတော့ရှေ့ဘက်မှာဒီဟိုမလေးထက်ထက်ထုံးနေရာကိုပေါ့နော်သူကခြူစားနေတဲ့ ဖုံးမိုးတွေအန်ဖုံးမိတွေအန်ခိုင်းနေတဲ့ဟိုဇက်ကောင်နေရာအစသူတို့ဆိုလဲတခန်းတခန်းပါတော့လဲအရန်တဘာဝကြပြီးတော့ဗောနော်နောက်သူနာပြူဟိုဟာသူနာပြူမဟုတ်ဘူးတော့ခလေးထိန်ခလေးထိန်ဌာနကဆ iam မလေးတွေဆိုလဲစကားပြောတာအစတဘာဝကြနေတယ်ဗောနော်အဲအဲ့လိုမျိုးလေးဗောဒါဒရိုက်တာရဲ့ညွန်ပြမှုနဲ့ဇလန်းဇညွန်ဗောနော်ကောင်းကောင်းတာလဲပါပါတယ်အချက်အားလုံးပြည့်စုံသွားလို့ပါဟုတ်ကဲ့ခုနကတော့ဟိုအင်းဟိုဟာဗောနော်ညီလေးမင်းပုံမြတ်နဲ့အဲခံစားမှုဗောကိုယ့်ရဲ့ခံစားမှုပြောပြရရင်တော့ဟိုတချင်းဗောနော်တချင်းကတော့ အဲတော့ကြသွားတယ်ဒုတိယလူပေါ့နော်ဒီသချင်းကဒီဇာကားအတွက် impedan light ဖက်တယ်ဇလန်ရဲ့ဟို team sell လည်းဖြစ်တယ်နောက်ဒီသချင်းကိုကြားမှဟိုနောက်ဆုံးကန်းဆိုလို့ရှိရင်ဒါတက်စီပေါ်မှာအဲလွှင့်နေသချင်းကိုကြားမှကိုကမျက်ရည်ကျမင်းသားမကြသေးဘူးကိုကကြားတာပေါ့နော်ဒါပေမဲ့အဲ့မှာတော့ကျွန်တော်ကပြောခဲ့တယ်ဘာကျွန်တော်ရဲ့ခံစားချက်ကတော့ဒုတိယလူမှကြံခဲ့တာမဟုတ်ပါဘူးပထမလူလည်းကြံချင်းကြံတာပါပဲလို့အဲ့ဒါကိုတွေ့လားဆိုကိုတွေ့တွေပါပေါ့နော်ဟိုဟိုဟာပေါ့နော်တခိုင်းချင်းစီကိုဟိုပြောရမယ်ဆိုရင်တော့အသေးစိတ်ပေါ့နော်အသေးစိတ်ပြောရမယ်ဆို เนาะမြန်မာလေးထက်ထက်ထုံကတော့ဘယ်လိုပြောရမလဲလောကဆရာဖြစ်သွားပြီတဘာဖြစ်သွားပြီ item တွေကိုအသေးစိတ်ပေါ့เนาะဒီကားမှာဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာဟိုလိုအော်ညီမလေးတက်တက်တော့လုံနေကြအော်နေကြဆူနေကြเนาะတကယ်ဟိုအငိုအယိုဟွာတက်စာလို့ရှိရင်ဥမာအဖြစ်ဒီသူ့ရဲ့တူနာပြူအကြောင်းရှိမှာအဲမင်းဖုံးရဲ့ရီစားကောင်မလေးက coffee တောက်ဖို့လာခေါ်တဲ့အချိန်မှာမမရဲ့ coffee တောက်ဖို့ဟိုတွားရအောင်เนาะတွားလေတဲ့ဆိုတဲ့အချိန်မှာကောင်မလေးထွက်သွားတဲ့အချိန်မှာသူကြံခဲ့တဲ့မျက်နှာဘေးအမှုအရာက ငါ့ကို तू ဘာပြောမလို့လဲမသိဘူးဆိုတော့ item လေးက तू တကွက်ပဲ तू ပြသွားတယ်เนาะအဲ့တကွက်လေးကကသူ့ရဲ့ item တဘာပေါ့เนาะတဘာဆိုတာ तू မကြံဝါဘူးသူ့ကိုပြရတယ်ပြကွက်တိုင်းမှာမကြံဝါနောက်ခါ तू ဘတ်စကားပေါ်မှာငိုတဲ့အခန်းငိုတဲ့အခန်းဆိုရင် camera angle တောင်မချိမ့်မဲ့နဲ့ long shot ကြီးပေါ့เนาะ long shot ကြီးကို तू တဖြည်းဖြည်းချင်း mood က ဟိုလူတွေဓာတ်ထဲမှာငိုရတာလေဘတ်စကားပေါ်မှာငိုရတာအဲ့တော့လူမသိအောင်သူငိုရတယ်ကျိတ်ငုံနေငိုရင်းနဲ့တဖြည်းဖြည်းအချိန်မြင့်လာပြီးတော့ငိုချလိုက်တဲ့အချိန်မှာအတန်တိတ်ပေါ့နော်အတန်တိတ်ပြသွားတဲ့အချိန်အိုက်တင်ကတဖြည်းဖြည်းချင်းသူကဆွဲခေါ်သွားတယ်အဲ့အခန်းဆိုလို့ချင်းဥမာအကြာကြီးပြတာအကြာကြီးပြမယ်မယ်ပြိဿကပြင်းမသွားမယ်သူ့အိုက်တင်ကိုကြည့်တဲ့အချိန်မှာညောသွားတယ်ပေါ့နော်ပြောရရင်တော့ဇလန်ညောသွားတယ်ပေါ့ဒါကြောင့်မလို့ဒါဒီညာလေးထက်ထက်တုံးရဲ့အိုက်တင်ကတော့တပါပေါ့နော်အညီလေးမင်းဖုံးမြက်ကလည်းသူဟိုတရုတ်ဆောင်သွားတဲ့အိုက်တင်လေးတွေကလေဘလို့ပြောမလဲဇက်ကားထဲမှာဥမာအထုတ်အထိတ်ဆိုတဲ့ client climax ဆိုတဲ့ဟာမျိုးကိုသူမပါဘဲနဲ့တကယ်ကိုတဘာဝကြကြလေးပေါ့နော်ညီမလေးတက်တက်တော့နဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့အကြည့်လေးတွေသဘောကျတဲ့အပြုံးလေးတွေနောက်တစ်ခါ ဟိုသူ့ကိုမွေးနေ့လက်ဆောင်လာပေးတဲ့အချိန်မှာသူကငိုချနေရဲ့ဂျားတဲ့ကနေသူ့ကောက်မလေးကစိတ်ဆိုးသွားတဲ့အချိန်မှာပြန်မော့ကြည့်ရဲ့အကြည့်လေးတွေပေါ့နော်အဲအဲ့အကြည့်လေးဆိုရင်တပွက်မှမလွတ်ဘူးသူကအိုက်တင်ရလေဘယ်လိုပြောမလဲဟိုတကယ်ဖြစ်နေတယ်လို့ခံစားရတယ်အဲဒါကြောင့်ဒီကားကပေါ့နော်ဟိုတရုပ်ဆောင်နေကြတာမဟုတ်ပဲね realism ပေါ့ဟိုကိုအနေနဲ့တော့ realism ကိုမြင်တွေ့ပြီးခံစားရတဲ့ကားပေါ့နော်အဲအဲ့လိုမျိုးအဲ writer ကတော့ဟိုဘယ်လိုပြောမလဲ ဟိုသူကိုယ်တိုင်ဇလံဇညွန်ဒရိုက်တာဆိုတော့အဲအဲ့ဒါခုနကလည်းအင်တာဗျူးတစ်ခုမှာဖြည့်တယ်ဇညွန်ကြီးပဲရေးတာနဲ့ဒရိုက်တာလောက်တာနဲ့ဘာကွာလဲဆိုတော့ဇညွန်ဇလံဇညွန်ဒရိုက်တာတော့ပို့အားသာမှုလည်းအများကြီးရှိတယ်ဘာဖြစ်လို့ဆိုတော့ကိုရိုက်မဲ့ဟာကိုပဲကိုရေးထားတာလေအဲ့တော့ဒီကားမှာသူကလုံးဝအပိုလိုမရှိကွက်တိပေါ့နော်ဇညွန်စကလုံးလေးတွေဆိုလို့ရှိရင်လည်းအပြင်မှာပြောတဲ့အတိုင်းလေးတွေပဲဥမာမောင်နှမကြားပြောတဲ့ဟာလေးတွေနောက်နောက်ပြောင်းတဲ့ဟာလေးတွေနော်အမအို အမယောက်ျားကဘာမှမအောင်လဲဆိုမှကြက်သက်စေးသားစိတ်ဝဲဝါလိုက်ဟေးဆိုတဲ့ဟာလေးကမထင်တဲ့နေရာလေးတွေမှာဟာသလေးတွေဖောက်ထားဒရိုက်တာတော်တယ်လူငယ်ဒရိုက်တာပေါ့နော်ဒီလိုဒရိုက်တာမျိုးတွေများများထွက်စေခြင်းနဲ့နောက်ပြီးတော့များများပေါ့နော်ရုပ်ရှင်ကားကြီးတွေလိုက်စေခြင်းနဲ့နောက်ပြီးတော့ဝိုင်းဟိုတရုပ်ဆောင်တွေဒရိုက်တာတွေကိုယ်တိုင်လည်းဒီလိုကားမျိုးလေးတွေကိုကြည့်စေခြင်းနဲ့တိလားဘာဖြစ်လို့ဆိုလူငယ်တွေရဲ့စူးစမ်းပြီးဖန်တီးထားတဲ့ဟာဘလောက်လက်ဆက်ပြီးတော့ ဘလောက်ဟိုတဘာဝကြတယ်လဲယုတ်တိရှိတယ်လဲအချစ်ဇလန်းလေးကိုတို့ဘလို့တင်ပြထားတယ်လဲဆိုတာကိုပါပြန်ပြီးတော့လေ့လာကြည့်စေချင်ပါတယ်ဟုတ်ကဲ့ခုနကလည်းအိုက်မေကွန်မဲမေးလေလုံးဝမရှိဘူးဒရိုက်တာလုံးဖို့ပါဝါလည်းမရှိဘူးအာနာလည်းမရှိဘူးဝါသနာလည်းမပါဘူးဟုတ်ကဲ့ဇာညုံးနေပဲထားရေးပါဇလန်းနေပဲကျွန်တော်တို့က ဟိုဘယ်လိုပြောမလဲဖီသမားမှုသမားဆိုတော့လေအိမ်မှာပဲစာရွက်ပေါ်မှာပဲရိုက်လိုက်ပါမယ်လို့။အော်မင်းဖုန်းကကျွန်တော်အရင်ကတည်းကသူ့ဟိုါလေကျွန်တော်လည်းလေ Facebook မှာ friend သူ့ဟိုါဗီဒီယိုဖိုင်လေးတွေတင်တယ်။ဟိုတခြင်းတွေတင်တာကိုတွေ့ဘူးတယ် YouTube ကတခြင်းတွေ ူအတန်အရန်ကောင်းတယ်အတန်အရန်ကောင်းတယ်အဲ့ဒါလူတွေမသိသေးတဲ့လျှို့ဝှက်ချက်ဖြစ်လည်းဖြစ်လိမ့်မယ်သိပြီးသားဖြစ်လည်းဖြစ်လိမ့်မယ်ခါလေးကျရင်သူ့အတန်ကအစိုးရပေါ့နော်နာမည်ကြီးအစိုးရတွေနဲ့တော့သွားသွားတူတဲ့ဟွာလေးဆိုတော့သူကဒီကားမှာသူ့ရဲ့ဇက်ကောင်နဲ့ဟိုဇက်ရုပ်နဲ့အင်မတန်လိုက်ဖက်ပါတယ်သချင်းတွေကလည်းအရန်ကောင်းပါတယ်လို့ဟုတ်ကဲ့ဒါတို့ຫນွေရာဒီမှာပြဖို့လောက်ထားပေးမယ်အเจ้าညောင်းညောင်းနောက်ကျသွားတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီကားကຫນွေရာဒီကိုလွမ်းရတဲ့ဇက်လန်းလေးဆိုတော့ပူကောင်းပါတယ်မိုးရာဒီမှာကြည်တာຫນွေရာဒီကိုလွမ်းလိုက်ပါပေါ့နော်တစ်ခုသောຫນွေရာဒီလေးတစ်ခုပေါ့နော်လွမ်းစရာကောင်းတဲ့ຫນွေရာဒီလေးပါ ာဟုတ်ကဲ့အော်ဟုတ်ကဲ့ဒီဟာကတော့ဒီ summer 36ပေါ့နော်အနွေရာသီ36ဆိုတဲ့ဇကားလေးဟာမဟာ application ကနေပြီးတော့တို့ကဟိုပြသမဲ့တကားတဲ့ဟိုပါပေါ့နော်တဏှာကြီးမိနစ်40ဇာလေးပေါ့နော်ရုပ်ရှင်ကားလို့ကြည့်ရမဲ့ဇကားလေးပါအင်မတန်လဲထူးခြားပါတယ်လူငယ်တွေစူးစမ်းပြီးတော့ပူပေါင်းဖန်တီးထားတဲ့ဇကားလေးမြင်တွေ့နေကြမဟုတ်တဲ့ကျွန်တော်တို့အချစ်ဇကားတွေနဲ့မတူတဲ့နော်ဟိုတကယ်တော့တဘာဝကြပြီးရုပ်တိရှိတဲ့အချစ်ဇလံလေးတစ်ခုကိုမြင်တွေ့ရမှာပါလို့အားပေးကြပါအောင်လို့ဟုတ်ကဲ့